ီတစ်ပတ်မှာတော့နယူးယောက်မြို့မှာကျင်းပနေတဲ့ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ဆွေးနွေးကြတဲ့အကြောင်းအရာတွေနဲ့တဘာဝဘေးသတင်းတွေဟာနိုင်ငံတကာသတင်းတွေထဲဆွမ်းမှုလို့နေပါတယ်ကုလသမဂ္ဂအဖွဲ့ကြီးရဲ့အကြိမ်80မြောက်ထူထူညီလာခံကိုနယူးယောက်မြို့မှာစက်တင်ဘာလ23ရက်ကကျင်းပခဲ့တာပါဒီစည်းဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်က55မိနစ်ကြာမိန့်ခွန်းပြောခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ရဲ့စွမ်းဆောင်ရည်ပေါ်ဝေဖန်ခဲ့ပါတယ် teleprompter that didn't work this is these are the two things i got from the united nations a bad escalator and a bad teleprompter ကုလသမဂ္ဂဟာအလားအလာရှိပေမဲ့အဲ့ဒီအဆင့်ကိုမရောက်သေးဘူးလို့ပြောဆိုခဲ့တဲ့အပြင်သကလုံးအချင်းကြီးတွေကစစ်ပွဲတွေကိုမဖြစ်ချင်းနိုင်ပဲလုံရက်ကသာဖြစ်ချင်းနိုင်တယ်လို့ထောက်ပြခဲ့ပါတယ်ကုလသမဂ္ဂရဲ့ရည်ရွယ်ချက်ဟာစစ်ပွဲတွေရပ်ပြီးငြိမ်းချမ်းရေးအတွက်ဖြစ်ပေမဲ့ လက်တွေ့မှာပါပဲဆာရွက်ပေါ်ကသကလုံးကြီးတွေနဲ့ဖြည့်ရှင်းနေတယ်လို့ထရန့်ကဝေဖန်ပါတယ်။ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်လို့တမိုင်းတစ်ချောင်းအကြီးအမားဆုံးလိန်ညာမှုလို့ထရန့်ကပြောဆိုခဲ့တာကြောင့်ဥရောပနိုင်ငံတွေနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေကအပြင်းထန်ကန့်ကွက်ခဲ့ကြပါတယ်။ Climate change no matter what happens you're involved in that no more global warming no more global cooling all of these predictions made by the united nations and many others often for bad reasons were wrong. They were made by stupid people that have cost their countries fortunes and given those same countries no chance for success. If you don't get away from this green scam, your country is going to fail. ဂျာမနီနဲ့ပြင်သစ်လိုနိုင်ငံတွေကတော့ယာတီဥဒုပြောင်းလဲမှုဟာကမ္ဘာကြီးအတွက်အရေးကြီးဆုံးစိန်ခေါ်မှုဖြစ်ပြီးအခုလိုပြောဆိုချက်တွေဟာကမ္ဘာလုံးဆိုင်ရာကြိုးပမ်းမှုတွေကိုနှောင့်နှေးစေတယ်လို့ထောက်ပြခဲ့ကြပါတယ်။တရုတ်သမ္မတရှီကျင်းဖင်ရဲ့ဗီဒီယိုမိန့်ခွန်းမှာတော့ စိမ့်လမ်းပြီးကာဗွန်ထိုးလုံးမှုနည်းတဲ့အသွင်ကူးပြောင်းမှုဟာကျွန်တော်တို့ခေတ်ရဲ့လမ်းကြောင်းတစ်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီလိုပြောဆိုချက်ဟာထရန့်ပြောဆိုခဲ့တဲ့ရာသီဥတုဆိုင်ရာမူဝါဒအပေါ်တွေ့ဝိုင်းပြီးတုံ့ပြန်တာဖြစ်တယ်လို့နိုင်ငံတကာသတင်းဌာနတွေကတုံ့သက်ကြပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကလည်းကုလသမဂ္ဂဟာကမ္ဘာငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်အစားထိုးလို့မရနိုင်တဲ့အခမ်းကဏ္ဍကနေပါဝင်နေတယ်လို့ပြောကြားခဲ့ပါတယ်။ ဖြေပြောင်းနေထိုင်သူတွေကြောင့်ဥရောပဟာပျက်စီးနေပြီလို့ထရန့်ရဲ့ပြောဆိုချက်ပေါ်နိုင်ငံတကာခေါင်းဆောင်အချို့ဒေါသထွက်ခဲ့ကြပြီးဒီလိုပြောဆိုချက်ဟာလူသားချင်းစာနာထောက်ထားမှုအခြေခံမူတွေနဲ့ဆန့်ကျင်နေတယ်လို့ဖြေပြောင်းနေထိုင်သူတွေကိုအမုန်းပွားစေနိုင်တယ်လို့လည်းဝေဖန်ခဲ့ကြပါတယ်။ထရန့်ဟာယူကရိန်းသမ္မတဇီလန်စကီးနဲ့နယူးယောက်မြို့မှာတီးတန့်တွေ့ဆုံပြီးဇီလန်စကီးဟာစစ်ပွဲကြီးတပွဲကိုဥဆောင်နေတဲ့ရဲရင်ပြီးတတ်တိရှိတဲ့ခေါင်းဆောင်ဖြစ်တယ်လို့ဆိုပါတယ်။ထရန့်ကရုရှားစစ်တပ်ဟာ ရပိုင်းအတွင်းမြေမြဆန်ဆန်နဲ့တိမ့်ပိုက်မယ်လို့ပြောခဲ့ပေမဲ့ယူကရိန်းတပ်ဖွဲ့ကြောင့်၃နှစ်ခွဲကြာတဲ့အထိဘာမှမထူကြပဲစီးပွားရေးအခြေအနေသာပြိုကွဲကျဆင်းလာတယ်လို့ပြောကြားခဲ့ပါတယ်။ဟန်ဂေရီဝန်ကြီးချုပ်အိုဗန်ကလည်းရုရှားစီကံနေရေနံစွမ်းအင်တွေမဝယ်ဖို့ပြောဆိုမှာဖြစ်တယ်လို့နေတိုးပိုင်တဲ့ထဲကိုကျူးကျော်လာတဲ့ရုရှားလေယာဉ်တွေကိုပြစ်ချတင့်တယ်လို့ယူဆကြောင်းလည်းပြောဆိုခဲ့ပါတယ်။ EU နဲ့နေတိုးတို့ရဲ့အကူအညီနဲ့ယူကရိန်းဟာရုရှားကျူးကျော်သိမ်းပိုက်ထားတဲ့သူ့နယ်မြေတွေအားလုံးကို ပြန်ရယူနိုင်မယ်လို့ယုံကြည်ကြောင်းထရန့်ကလူမှုကွန်ရက်မှာရေးသားခဲ့တာကြောင့်သူ့ရဲ့ရည်တည်ချက်ဟာပြောင်းလဲသွားပြီလို့ပြောဆိုသူတွေလည်းရှိလာပါတယ်။ရုရှားဘော်ကလည်းထရန့်ကစက်ကူကြားလို့တုံးတုံးသွားတဲ့ပေါ်ရုရှားဟာစက်ကူကြားလည်းမဟုတ်စက်ကူဝတ်ဝန်လည်းမဟုတ်ပဲတကယ်ဝတ်ဝန်အစ်စ်နဲ့ဆက်ဆက်နေသူတွေဖြစ်တယ်လို့ပူတင်ရဲ့ပြောခွင့်ရဒီမီထရီပက်စကော့ကပြောကြားခဲ့ပါတယ်။မော်စကိုမှာဆွေးနွေးပွဲလုပ်ဖို့ရုရှားသမ္မတရဲ့ကမ်းလှမ်းချက်ကိုလက်မခံသူဟာယူကရိန်းကောင်းဆောင်ဇီလန်စကီပဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီကကုလသမဂ္ဂမှာကျွန်ုပ်တို့ဟာဒရုန်းခိတ်ကိုမျက်မှောင်ပြုနေကြပါပြီစစ်ရေးနည်းပညာမှာပထဝီဝင်ကန့်သတ်ချက်မရှိတော့ပါဘူးလို့ပြောဆိုနေချိန်မှာပဲဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ရုရှားနိုင်ငံရဲ့ရေနံချက်ဆက်ယုံနဲ့စီလောင်ကန်တွေပေါက်ကွဲကမီးလောင်ပျက်စီးခဲ့ပါတယ်ပင်လယ်နဲ့ဒေသကရုရှားရေတပ်အုပ်စုအခြေစိုက်တဲ့နာဗရိုစီးစိတ်ကမ်းကိုလည်းယူကရိန်းကတိုက်ခိုက်ခဲ့ပါတယ်အီရန်ရုရှားလို့ဒရုန်းမျိုးစုံ152ဆင်းနဲ့ရုရှားကစက်တင်ဘာ24ရက်မှာတိုက်ခိုက်ခဲ့ပြီး 126စင်းကိုပြစ်ချနိုင်ခဲ့တယ်လို့ယူကရိန်းလီဒတ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ထရန့်ဟာကုလသမဂ္ဂညီလာခံမှာမတူညီတဲ့စစ်ပွဲခုနှစ်ခုကိုအဆုံးသတ်နိုင်ခဲ့တယ်လို့ပြောဆိုခဲ့ပြီးအဲ့ဒီအောင်မြင်မှုကြောင့်ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်တင်တယ်လို့လူတိုင်းကပြောကြကြောင်းစုတွေထက်လူအသက်တွေကယ်တင်ဖို့သာအလေးထားတယ်လို့လည်းပြောခဲ့ပါတယ်။ပြည်ထောင်စုမက်ခရွန်ကတော့ထရန့်အနေနဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုလိုချင်ရင်ဂါဇာစစ်ပွဲကိုအဆုံးသတ်ပေးဖို့လိုအပ်ကြောင်း ဣသရေလပေါ်သူတယောက်ထဲသာဖိအားပေးနိုင်တာဖြစ်တယ်လို့လည်းပြောကြခဲ့ပါတယ်။ကုလသမဂ္ဂညီလာခံထဲမှာပါလက်စတိုင်းနိုင်ငံအဖြစ်ဗြိတိန်၊ကနေဒါ၊ဩစတြေးလျပေါ်တူဂီပြင်သစ်နဲ့တခြားအဓိကကြတဲ့နိုင်ငံတွေကအတိအမှတ်ပြုခဲ့ကြပါတယ်။အီတလီဝန်ကြီးချုပ်မဲလိုနီကထောက်ခံမှုမရှိခဲ့တာကြောင့်အီတလီနိုင်ငံမှာရွှေ့ပြောင်းနေထိုင်သူတွေဟာပါလက်စတိုင်းထောက်ခံတဲ့ဆန္ဒပြမှုတွေလှုပ်ဆောင်ခဲ့ကြပါတယ်။အဲ့ဒီဆန္ဒပြမှုတွေဟာတပြေးပြေးဆိုးရွားလာပြီး မြို့ပေါ်မှာဆိုင်ကန်းတွေနဲ့ပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးတာတွေအထိဖြစ်လာခဲ့ပါတယ်။ဥယောပဒေသမှာယောက်ျားသားအုပ်ချုပ်တဲ့နိုင်ငံအများစုကပါလက်စတိုင်းနိုင်ငံထူထောင်ရေးထောက်ခံပေမဲ့အီတလီလိုမိမအုပ်ချုပ်တဲ့နိုင်ငံမျိုးကမထောက်ခံခဲ့လို့ထူးခြားတဲ့လုပ်ရအဖြစ်သုံးသပ်မှုတွေရှိပါတယ်။နော်ဝေးလေပိုင်နယ်ထဲကိုဝင်ရောက်ခဲ့မှုတဲ့ရုရှားလေယာဉ်တွေကအက်စတိုးနီးယားလေပိုင်နယ်ထဲကိုဝင်ရောက်ခဲ့လို့နေတို့ဖွဲ့ဝင်ဖြစ်တဲ့အက်စတိုးနီးယားဟာ ်အရေးပေါ်အစည်းအဝေးတွေပြုလုပ်ပြီးကြေညာချက်တွေထုတ်ခဲ့ပါတယ်။နျူကလ িয়ার ဘုံတည်ဆောင်နိုင်တဲ့ဗီဒိန်တိုက်လေယာဉ်တွေလာရောက်တပ်ဆွဲမဲ့ဆိုပါကလည်းလက်ခံမှုအဆင်သင့်ပဲလို့အက်စတိုးနီးယားကာကွယ်ရေးဝန်ကြီးကပြောကြားထားပါတယ်။အခုရက်ပိုင်းနဲ့ပြင်းထန်တဲ့တိုက်ပွဲမုန်တိုင်းရာဂါဆာဟာစက်တင်ဘာ25ရက်မွန်းလယ်ပိုင်းမှာအပူပိုင်းမုန်တိုင်းငယ်အဖြစ်အာရုံသွားပြီးဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသတွေကိုဖြတ်ကျော်လျက်ရှိပါတယ်။ ိုင်ဝမ်မှာလည်းမုန်တိုင်းကြောင့်လူ16ဦးသေဆုံးခဲ့ပြီးဟောင်ကောင်နဲ့ဖိလစ်ပိုင်တို့မှာလည်းမိုးသက်လေပြင်းတွေကျကာထိခိုက်မှုတွေကြုံခဲ့ရပါတယ်။တရုတ်နိုင်ငံတောင်ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာမြေပြိုမှုတွေဖြစ်ခဲ့ပြီးကွမ်တုံပြည်နယ်တွေကလူနှစ်သန်းလောက်ကဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ်။ဒီတစ်ပတ်မှာအခုလိုသတင်းတွေသာမကပဲတခြားစိတ်ဝင်စားစရာသတင်းတွေလည်းရှိခဲ့ပါတယ်။ ိုင်းနိုင်ငံဗန်ကောက်မြို့ဆေးရုံကြီးတစ်ခုရှိမှာမြေကျွန်းကြရာမှာမီတာ90နဲ့တဲ့တွင်းကြီးဖြစ်ခဲ့ပြီးကားနှစ်စီးပြုတ်ကျခဲ့တဲ့တရင်ဂရီးနိုင်ငံကတိုးတွေမှာကူးစက်မှုပြင်းထန်တဲ့ရေကြောက်ဗန်းရဲ့ဖြစ်ပွားနေတဲ့တရင်အာဖရိကဝက်အဖျားယောဂါကြောင့်ခရိုအေးရှားမှာဝက်ကောင်ကြီးတောင်းချီတုတ်တင်မဲ့တရင်ဤဂွေရောအချင်းတော်မှာအဓိကယုံဖြစ်ပြီး14ဦးတေဆုံးက14ဦးဒဏ်ရာရခဲ့တဲ့တရင် အေဘက်ထိပ်သီးဆွေးနွေးပွဲမှာတရုတ်သမ္မတရှီကျင်းဖြင့်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့တွေ့ဖို့ရှိနေတဲ့သတင်းအချင်းတော်ထဲမှာလေပင်အယိုးယိုယွင်းမှုဝေဒနာ ခံစားရတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ကိုစေးစစ်ဖို့လုပ်နေတဲ့သတင်းနယ်သာလန်နိုင်ငံမှာဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကြားအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့သတင်းစားတဲ့တဲ့င်းတွေလည်းဖြစ်ခဲ့တယ်ဆိုတာဖော်ပြရင်း ခုတစ်ပတ်နိုင်ငံတကာသတင်းကောင်းထုတ်ဖော်ပြမှုကိုဒီမှာပဲရက်လိုက်ခြင်းပါတယ်